သမားအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ညနေမှာတော့အာဆီယံ U19 အမျိုးသမီးဘောလုံးပြိုင်ပွဲရဲ့အုပ်စုတတိယပွဲစဉ်တွေကိုဆက်လက်ကျင်းပခဲ့ပါတယ်ခင်ဗျာဒီနေ့မှာမြန်မာလက်ရွေးစဉ် U19 အမျိုးသမီးဘောလုံးအသင်းဟာအုပ်စုကနေဆမီဖိုင်နယ်ဆင်စီတက်လန့်ရောက်ရှိရေးအတွက်အဆုံးဖြတ်ပွဲစဉ်ကိုကစားခဲ့ရပါတယ်ဒီပွဲစဉ်မှာတော့အားလုံးသိရတဲ့အတိုင်းပါပဲမြန်မာလက်ရွေးစဉ်အမျိုးသမီးဘောလုံးအသင်းဟာလာအို U19 အမျိုးသမီးဘောလုံးအသင်းကို6-9ဂိုးမရှိဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့ပါတယ် ဂိုးတာစင်ဝက်သွင်းပြီးတော့ပြက်ပြက်သားသားကိုအနိုင်ရခဲ့တာပါဒီပွဲဟာမြမလက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းတွေရောလာအိုလက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းတွေရောဆွင်းဖိုင်နယ်တက်ရောက်ရေးအတွက်အဆုံးပြတ်ပွဲစဉ်ပမာအရေးပါခဲ့ပါတယ်ခင်ဗျာဘာကြောင့်လဲဆိုတော့အုတ်စုအပွင့်ပွဲမှာလာအိုကအရှိတီမောကိုနှကူကိုမရှိနိုင်ထားတယ်မြမကကြတော့အင်ရှင်ဘီယန်နန်ကိုနှကူကိုမရှိနိုင်ရှုံထားတယ်ဒီတော့ဒီနေ့ပွဲမှာလာအိုကအနိုင်ရလိုက်ရင်လာအိုကဆွင်းဖိုင်နယ်တက်ရောက်ခွင့်ကိုရသွားမှာပါမြန်မာက အနံ့ရရင်ဆွေးဖိုင်နဲ့တက်ရောက်ခွင့်အတွက်ညှော်လင့်ချက်ရှင်းသန်လာမှာဖြစ်ပါတယ်မြန်မာအတွက်ကလုံးဝရှုံးလို့မရတဲ့ပွဲစဉ်ဖြစ်နေတယ်မြန်မာလက်ရွေးစဉ် U19 အမျိုးသမီးဘောလုံးအသင်းဟာအကောင်းဆုံးပုံစံကိုထုတ်ပေါ်ပြသပြီးတော့ဂိုးပြတ်သွင်းပြီးအနံ့ရသွားခဲ့တာဖြစ်ပါတယ်ခင်ဗျမြန်မာလက်ရွေးစဉ်အမျိုးသမီးဘောလုံးအသင်းအတွက်ဒေစီအောင်က16မိနစ်နဲ့46မိနစ်မှာဂိုးတွေသွင်းပေးခဲ့တယ်နောက်ပြီးတော့စုစုခင်က28မိနစ်နဲ့55မိနစ်မှာဂိုးတွေသွင်းပေးခဲ့တယ်နောက်တစ်ခုကတော့ရင်လုံးအိမ်က 43မိနစ်မှာသွင်းပေးခဲ့တယ်။နောက် A ဆိုက82မိနစ်မှာတကူထပ်သွင်းပေးခဲ့ပါတယ်ခင်ဗျာ။မြန်မာလက်ရွေးစင်ယူဆက်ကိုပြည်သူဘောလုံးသင်းဟာဒီပွဲကိုအနိုင်ရလိုက်တဲ့အတွက်ဇွန်လ23ရက်နေ့မှာရှင်ပြန်ကစားအောင်ရှင်နဲ့အရှိတီမွန်နဲ့ပွဲမှာအနိုင်ရလိုက်မယ်ဆိုရင်ဆွင်းဖိုင်နယ်ဆင်ကိုအုပ်စုဒုတိယဖြစ်နဲ့တက်လန့်ရောက်ရှိသွားဖို့တေချာနေပါတယ်။ဒီနေ့နောက်ဆုံးကစားခဲ့တဲ့ပွဲမှာဒီအုပ်စုကပေါ့လေအင်ရှင် BNN ကအရှိတီမွန်ကို6-0ကိုရှင်နဲ့နိုင်သွားခဲ့ပါတယ်ခင်ဗျာ။ဒီတော့ နေရှင် BNU 19မျိုးပြဘောလုံးစင်းကတော့အုပ်စုပုံနေရာရသွားဖို့ကျင်းနေသွားပြီအုပ်စုနောက်ဆုံးပွဲစဉ်မှာသူတို့ကလာအိုယူ19မျိုးပြဘောလုံးစင်းကိုလည်းအနိုင်ရနိုင်ချေမြင်မာနေပါတယ်ဒီတော့အုပ်စု B ကိုကျွန်တော်ဒီနေ့ကစားတဲ့နှစ်ပွဲကိုလေ့လာကြည့်လိုက်မယ်ဆိုရင် ထိုင်းမျိုးပြဘောလုံးစင်းကမလေးရှားအမျိုးပြဘောလုံးစင်းကို9ဂိုးတကိုးစီရလာနဲ့အနိုင်ရသွားခဲ့တယ်အင်ဒိုနီးရှားနဲ့ကမ္ဘောဒီးယားတို့ရဲ့ပွဲစဉ်ကတော့တကိုးစီတေးရလာနဲ့ပြီးဆုံးသွားခဲ့တယ်ခင်ဗျဒီအုပ်စုကိုကြည့်လိုက်မယ်ဆိုရင်ထိုင်းယူ19မျိုးပြဘောလုံးစင်းက ဆွေးဖိုင်တဲ့အဆင့်ကိုတလန်ရောက်ရှိသွားပြီးအုပ်စုဘုံနဲ့တက်လာဖို့တေချာတော့ရှိပါတယ်ခင်ဗျတေချာနေပေါ့လေအဲဒီဘက်မှာကျွန်တော်တို့အုပ်စုနောက်ဆုံးပွဲကိုကြည့်လိုက်မယ်ဆိုရင်မလေးရှားနဲ့အင်ဒိုနီးရှားပွဲကအရေးပါနေပါတယ်အဲ့ဒီပွဲမှာအင်ဒိုနီးရှားကတော့အနိုင်ရမှအဆင်ပြေမှာပါမလေးရှားကတော့တရေကစားနိုင်အောင်နဲ့တင်โอเคနေတာကိုကျွန်တော်မြင်တွေ့ရပါတယ်ထိုင်းယူဆက်ကုမျိုးသီးဘောလုံးစင်းကတော့ကမ္ဘောဒီးယားယူဆက်ကုမျိုးသီးဘောလုံးစင်းနဲ့အုပ်စုနောက်ဆုံးပွဲစဉ်ကစားမှာဆိုတော့အရန်တွေကိုထုတ်သုံးပြီးတော့ နိုင်အောင်လောက်ကစားသွားလိမ့်မယ်လို့ပဲကျွန်တော်ထင်ပါတယ်ခင်ဗျအဲ့တော့မြန်မာလေးပြည်စဉ် U19 မျိုးသမီးဘောလုံးသင်းဟာအဆုနောက်ဆုံးပွဲစဉ်မှာအရှိတီမော U19 မျိုးသမီးလေးပြည်စဉ်ဘောလုံးသင်းကိုနိုင်ဖို့တရားတလောက်ကတော့ရှိနေပါတယ်ဒီတော့အဆုဒုတိယနဲ့ပဲသူဒီ semi final ကိုတက်မှာပါဒီလိုတက်လာခဲ့ရင်ဒီဘက်အဆု B ကအဆုပထမရတဲ့ထိုင်း U19 မျိုးသမီးဘောလုံးသင်းနဲ့ရင်ဆိုင်ရပါလိမ့်မယ်ထိုင်း U19 မျိုးသမီးဘောလုံးသင်းကအဆုပွဲစဉ်နှစ်ပွဲကစားပြီးပြီး ပထမဆုံးပွဲမှာအင်ဒိုနီးရှားကို6ဂိုးထိုးနိုင်နိုင်တယ်အခုဒုတိယပွဲမှာမလေးရှားကို8ဂိုးထိုးနိုင်နိုင်တယ်ဆိုတော့မြန်မာလေဝေးစင်ယူဆက်ကုန်မျိုးသွင်းဘောလုံးသင်းအနေနဲ့ထိုင်းနယ်ပွဲကိုအဓိကထားဥတည်ပြီးတော့ပြင်ဆင်ရတော့မှာဖြစ်ပါတယ်လက်ရှိမှာတော့မြန်မာလေဝေးစင်ယူဆက်ကုန်မျိုးသွင်းဘောလုံးသင်းမှာအသင်းကြီးနဲ့ကစားရင်လိုအပ်ချက်တွေလျှောက်ချက်တွေရှိနေတာကိုကျွန်တော်မြင်တွေ့ရပါတယ်ခင်ဗျဒါကြောင့်မြမလေဝေးစင်ယူဆက်ကိုအမျိုးသမီးအသင်းဟာဆွေးဖိုင်နယ်တက်ဖို့တော့ရှစ်တလန်းနှိစပ်သွားပြီဆမီဖိုင်နယ်မှာ ထိုင်းနဲ့တွေ့ခဲ့ရင်ဘလို့ကစားမလဲဆိုတာကိုဥက္ကရေကဂျူဟာချမှတ်ထားဖို့လိုအပ်မယ်ဆိုတဲ့အကြောင်းအတိပေးပြင်ပြလိုက်ရပါတယ်ခင်ဗျာကြည့်ရှုအားပေးပြည်သက်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ